ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကြိုးစီးပွားအတအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပိုများပါတယ်အဲ့ဒီထက်မှခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကပြောရမှာကအာဟိုပြည်ကြဲရပိုင်းကပြိုင်ပွဲပြိုင်ပွဲသွားပြိုင်ပြီးဆုရလာတဲ့ကလေးလေးတွေပေါ့ဒီကလေးလေးနဲ့ပတ်သက်ပြီးကျွန်တော်ဂုံပြူပို့ပေါ့နော်မိ့သွားတာကျွန်တော်ဂုံပြူမလို့ဂုံပြူစကားပြောဖို့မိ့သွားတယ်မိ့သွားပြီးတော့အခုဒီနေ့တော့ထည့်ဂုံပြူပါပထမဆုံး အဲ့ဒါဘာလို့ဆိုဖိလစ်ပိုင်နိုင်ငံမှာကျင်းပတယ်ဒီကမ္ဘာစက်ရုပ်အိုလံပစ်အာရှပစိဖိတ်ပြိုင်ပွဲပေါ့နော် One Robot Olympic Asia Pacific Open Championship အဲ့ဒီမှာအဲ့ဒီပြိုင်ပွဲတွေပါမြန်မာကလေးလေးတွေကမြန်မာကလေးစက်ကြောတကလေးစက်ကြောတကလေးတွေကျွန်တော်ကျွန်တော်ပြန်ကြည့်ရင်ဒီကလေးကြီးကြည့်ပြီးတော့ဩလို့ကိုသားသမီးရွယ်လေးတွေစက်ကြောတကလေးတွေ we are junior မြန်မာဆိုတော့မြန်မာကလေးလေးတွေအဲ့ကလေးလေးဖွဲ့ရတဲ့ AI အသုံးပြုပြီးတော့ရှာဖွေရေးရှာဖွေကစေးစက်ကထူထောင်တီထောင်တီထွင်ပြီးတော့သူကပထမဆုံးရသွားတယ်ပထမဆုံးရတော့အဲ့ကလေးတွေကဒီနေ့ စက်မန်စက်တင်ဘာ24မှာတော့ရန်ကုန်လေဆိပ်ကိုပြောင်းလာပြီးသွားပြီးကြိုကြရပြီးကြိုကြပါတယ်ဆိုတော့ဒီကလေးလေးတွေစုရလာတဲ့အတွက်တော့ဂုံယူရတယ်ဂုံလည်းဂုံပြပါတယ်ပြီးတော့ဆက်ရုပ်ကားတီထွင်တာပေါ့နော် AI အသုံးပြုပြီးတော့ဆက်ရုပ်ကားတီထွင်တာဆိုတော့အမလီကျွန်တော်တို့နဲ့ဗျာအကွာကြီးကွာပါဗျာကျွန်တော်တို့ဆိုရင် AI သင်ချာတော့နားမလည်သေးဘူးသူတို့ကဆက်ရုပ်တော့တီထွင်နေပြီကျွန်တော်ရှာကလေးတွေလည်းညာရင်ညာသွေးမနိုင်ဘူးဆိုတော့ပြတာပေါ့နော်မနိုင်ဘူးကျွန်တော်ရှာကလေးညာရင်ညာသွေးမနိုင်ဘူးဟိုရောက်နေတဲ့နေရာကြောင့်နိုင်ငံအခြေအနေကြောင့်သာကလေးတွေကနေမနိုင်ပြီမယ်ကလေးတွေညာရင်ညာသွေးရတော့ သူတခြားနိုင်ငံတွေတက်တဆင့်ပိုနှိမ့်နေကြတာတော့မရှိဘူးဗျဟို internet ခကြီးမှာ open ဖြစ်လာတဲ့အခါအလုံးပွင့်လာတဲ့ပွင့်လင်းလာတဲ့အခါမှာကလေးငယ်တွေရဲ့ဒီတီထွင်ကြံစားမှုစဉ်းစားနိုင်မှုလေ့လာသင်ယူနိုင်မှုအားတွေကအကုန်လုံးကခုနကဒီပါလို့ဆိုပင်လယ်ပြင်ကြီးလိုသမုဒ္ဒရာကြီးလိုဖြတ်သန်းသလိုလာဟာပြင်ကြီးလိုဖြစ်သွားတာဒါကြောင့်ကျွန်တော်တော့ဒီကလေးတွေအဲစုရလာတာကိုဂုံပြပါတယ်ဂုံလဲဂုံယူပါတယ်အဒီကလေးတွေထဲမှာစုရရဲ့ထဲမှာကျွန်တော်တငယ်ချင်းမိတ်ဆွေတယောက်ရဲ့အဲကလေးလဲပါတယ်တဲ့ဆိုဘယ်တယောက်လဲတော့ကျွန်တော်တော့မမေးတော့ပါဘူးဒါဘယ်သူလို့မပြောတော့ပါဘူးเนาะအဲ့မှာကလေးရဲ့အသက်၁၇နှစ်အရွယ်မိုးပြေဆုံးကျော် အသက်17နှစ်အရွယ်ကျော်ဖုံးခန့်စောအသက်17နှစ်အရွယ်ညံကိုအဲ့ဒီကလေး၃ယောက်ပေါ့နော်အဲ့ကလေး၃ယောက်နဲ့နောက်အဲ့ကလေး၃ယောက်ကပေါ့နော်သူကတွားပြီးတော့ပြိုင်တာတွားပြိုင်တာစက်ရုပ်ကားတွေကိုတွားပြိုင်တာဘယ်သူနဲ့ပြိုင်ခဲ့ရလဲဆိုတော့ဟောင်ကောင်တရုတ်ဂျာမနီဂျပန်ထိုင်းဗီယက်နမ်ဖိလစ်ပိုင်ဘင်္ဂလားဒေ့ရှ်မကာအိုအစရှိတဲ့တကယ်ဗျာဟိုနီးပညာဆိုရင်ဂျပန်လိုနိုင်ငံမျိုးတွေတရုတ်လိုနိုင်ငံမျိုးကကလေးတွေနဲ့ရှင်ပြိုင်ပြီးကိုယ်နိုင်ငံကလေးတွေကပထမရတာတွေ့ကြည့်နော်တရုတ်လိုဂျပန်လိုဂျာမနီလိုနိုင်ငံတွေနဲ့ရှင်တာ ကျွန်တော် channel ကို follow ပိုင်း validity တွေမကောက်ဘူးဒီ VPN တွေခဏထားလိုက်အောင်เนาะဟောင်ကောင်တွေခဏထားလိုက်အောင်တရုတ်တို့ဂျပန်တို့ဂျာမနီတို့ဒီလိုနိုင်ငံကကလေးတွေလည်းကျွန်တော်မြန်မာကလေးတွေပြိုင်ပြီးတော့စုယူလာခဲ့တာအဲ့ကလေးတွေတော်တော်ချီးကျူးပါတယ်ဂုံလုံးဂုံပြီးပါတယ်ကျွန်တော်တို့ဘာပဲပြောကိုယ်လည်းမလုပ်နိုင်တဲ့ကိစ္စတွေကလေးတွေကကျွန်တော်တို့ကိုယ်နိုင်ငံကဂုံဆောင်ပေးခဲ့တဲ့အတွက်ကလေးတွေကိုတကယ်လည်းချီးကျူးပါတယ်ဟိုတော်တော်တော်အရန်တော်လုံးလာပါတယ်ကျွန်တော်မိတ်ဆွေကအဲ့ဒီကလေးတွေစုရရချင်းဝန်တာအားနဲ့ကျွန်တော်ရှိပို့ပေးတယ်အဲ့ပို့ပေးပြီးတော့နောက်တစ်နေ့မှာကျွန်တော် website မှာကျွန်တော်တို့ရဲ့ MB news website မှာကျွန်တော်ပေါ်ပြတယ် ရုပ်တံမှာအဲ့ညာတွေပြောမမိလိုက်တော့ဒုတိယညာမနေ့ညာပြောမယ်လို့စဉ်းစားရင်လည်းမပြောလိုက်ရဘူးမပြောလိုက်ရဘူးမပြောလိုက်တော့ခီးကြီးခီးလုံတွေကလည်းမပြောလိုက်ရဘူးပေါ့နော်ဒီနေ့တော့ခီးကလည်းအဲရောက်ပြီဆိုတော့ပြောရပြီပြောလို့ရရတဲ့ဒီနေ့မှာပဲဂုံပြနေတာပါဒါမှမဟုတ် impersonal လူပုဂ္ဂိုလ်ဦးအားဖြင့်တော့ကျွန်တော်ကျွန်တော်မိတ်ဆွေတို့ကလေးတွေပြောပြပြီးပြောလိုက်ပါဥကြုံမျိုးမရနေပြီးတော့ဒီကလေးတွေ congratulation ဂုံပြကြောင်းဂုံယူဝမ်းကြောင်းကြောင်းပြောတယ်ဆိုရင်ပြောပြပါလို့တော့ကျွန်တော် ပြောလိုက်ပါတယ်နော်အဲ့ကလေးတွေအခုလဲကျွန်တော်တရားဝင်နိုင်ငံသီးတိုင်းသီးပြည်သီးကလေးတွေကိုတကယ်ဂုံဂုံယူဘယ်လိုပြောမလဲအာ congratulation ပေါ့ဒီကလေးတွေကို တကယ်ကိုအာတကယ်ကိုတော်တဲ့ကလေးတွေဘယ်လိုစကားလုံးနဲ့ပြောရမှန်းတော့ချီချူရမှန်းတော့မသိအောင်တကယ်တော်တဲ့ကလေးလို့ပြောချင်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာခင်ဗျားတို့သားသမီးတွေဘုသူသားသမီးတွေဖြစ်ဖြစ်ကလေးတွေကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးပါကလေးတွေကအတွေးခေါ်အုံတော်တွေကိုလွတ်လပ်လပ်ပွင့်လန်းလအောင်လမ်းဖွင့်ပေးနေတဲ့အနေအထားမျိုးတွေမိဘတွေအနေနဲ့လောက်ကြဖို့ကြိုးစားပါကြိုးကြိုးစားပါဒါမိဘတွေကကိုသားသမီးအောင်မြင်တဲ့အခါကိုသားသမီးဟိုအရင်ညံကောင်းပြီးထက်မြက်ပြီးတော့အောင်မြင်လာတဲ့အခါမိဘတွေကတော့ပီတိဖြစ်ရတယ်လို့ဘေးပတ်ဝန်းကျင်အတိုင်းအဝန်းလည်းပီတိဖြစ်ရတယ်ကျွန်တော်ဆိုကျွန်တော်မိတ်ဆွေရဲ့ကလေးလေးပါတယ်ဆိုတော့သူကိုယ်တိုင်ဝင်ပြိုင်ပြီးပါလာဆိုတော့ဟာ သူအစောတော့ကျွန်တော်ပြောဘူးတယ်ဗျလုံခဲ့တဲ့တနေ့လောက်တည်းသူပြောပါတယ်ကျွန်တော်သူသားအဲ့ robot တွေဝင်လုံနေတယ်ဗျာဟာဟုတ်လားလားပေါ့ဆိုတော့အော်တော်တော်တော်လာပြီလားပေါ့အခုတကယ်သူပြိုင်နေကောင်စုပါရလားဆိုတော့သူပြောခဲ့တဲ့အတိုင်းပဲဒီကလေးရတကယ်ကိုထက်မြက်တဲ့ကလေးတယောက်ဖြစ်နေတာတော့တွေ့ရတယ်ဒါကိုတကယ်လည်းဝမ်းသာပါတယ်ဒါတော့ခီးလေးကလေးကိစ္စဆက်ပြောတော့ပါပြီးတော့ကျွန်တော်ကခီးသွားနေတယ်ခီးလုံနေပါတယ်အဲ့တော့အပြင်ရောက်နေလို့ကျွန်တော်စကလုံးသုံးတာပါတမင် ပြောတာပါအပြင်ရောက်တယ်ဆိုတော့အာကျွန်တော်ရောက်နေတာကအိန္ဒိယကိုရောက်နေတာပါအိန္ဒိယ ဒီအိန္ဒိယမှာအိန္ဒိယမှာဒီဟိုဖြစ်တဲ့အိန္ဒိယအစိုးရကစီစဉ်တဲ့အာဆီယံဆယ်နိုင်ငံကဂျန်လစ်တီနဲ့နောက်တစ်ခါဒီ quad country ပေါ့နော် quad country တွေဖြစ်တဲ့ဒီဂျပန်အဲဂျပန်ဩစတြေးလျအမေရိကန်အိန္ဒိယပေါ့နော်အစရှိတဲ့ဒီ quad country ကဂျန်လစ်တီအားလုံးပါဝင်တယ်အာဆီယံဆယ်နိုင်ငံရဲ့ quad country ကနိုင်ငံကဂျန်လစ်တီအားလုံးပူးပေါင်းပါဝင်တယ်အားလုံးပါဝင်တဲ့တနိုင်ငံကို2ယောက်သို့မဟုတ်3ယောက်ပဲတည်တဲ့ရွေးချယ်ဖိတ်ကြားတဲ့အိန္ဒိယအစိုးရရဲ့ဖိတ်ကြားတဲ့အစီအစဉ်နဲ့ ပါလာတဲ့အဲ့ခီးစင်မှာကျွန်တော်ပါလာလို့ကျွန်တော်အိန္ဒိယရောက်နေပါတယ်ညူဒီလီကိုရောက်နေတာပါအဲ့တော့ညူဒီလီရဲ့နေကျွန်တော်ဒါရိုက်ပြောနေတာပါပြောရရင်တော့အဲအခြားကျွန်တော်လေ့လာစရာရှိရတယ်ထပ်လေ့လာပါဦးဒီနေ့ဆိုရင်ဟိုဘာလဲဆိုတော့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့အိန္ဒိယရဲ့ဒီအိန္ဒိယရဲ့ဟိုနေရာတော်များကိုကျွန်တော်တို့ဟိုရောက်ခရောက်ခဲ့တာရှိပါတယ်ဆိုကြပါစို့ညာဟိုဟိုနေရာလေး၃ခုလောက်ပဲကျွန်တော်၃ရောက်ခဲ့တဲ့၃ခုလောက်ကျွန်တော်ပြောရရင်တော့ညာအာ RIS လို့ခေါ်တဲ့ RIS လို့ခေါ်တဲ့ဒီ Research and Institute ဆိုပါဆက်ပြီးပေါ့နော်အဲ့အဖွဲ့ RIS ကိုလည်းကျွန်တော်ရောက်ခဲ့ပါတယ် အဲဆိုဟိုဘာလဲဆိုဒီ under development developing country လေးတွေကိုလေ့လာသူစင်နာပြုတဲ့ RS RS ကိုလည်းကျွန်တော်ရောက်ခဲ့ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ CII ဆိုတဲ့အဖွဲ့ကိုလည်းအဲဒီဒီဒီကျွန်တော်တို့မြန်မာပြည်ဆို UMFCCI လို့ဟာမျိုးပေါ့အဲ့လိုအသင်းဖွဲ့ကြီးမြန်မာပြည် UMFCCI တို့ဟို MCF လို့ခေါ်တဲ့ဒီ computer federation ဖြစ်မလားဒါမှမဟုတ်ဘာလဲတော့မသိဘူးပေါ့နော် MCF ဆိုတဲ့အဖွဲ့ကြီးအထောက် UMFCCI နဲ့အမှုယူထုတ်ရတဲ့ CII ဆိုတဲ့အဖွဲ့ကြီးဒီ federation ရုံးကိုရောက်ခဲ့ပါတယ်နောက်တစ်ခုက CDI လို့ခေါ်တဲ့ဒီတကယ့်ကိုဒီ နီလိုဟိုလိုကမန်ကျွန်တော်တို့တဘောဘေးအန်ရီတွေပါယူကြတယ်ပတ်သက်ပြီးတော့ disaster management တွေကိုစီမံခန့်ခွဲတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ဟိုတွေလည်းကျွန်တော်ရောက်ခဲ့ပါတယ်ရောက်ခဲ့ပြီးတော့ကျွန်တော်လည်းလေးလံစရာရှိနောက်ထောင်ဆဲချင်နောက်ထောင်ပါလေကိုနဲ့ဆိုင်နာကြနောက်ထောင်မှာမဆိုင်နာကြတော့လေဦးလေးလည်းလုံနေကြပါတော့ဆိုတော့ဒါပေါ်တော့အဲ့ဒီမှာအိန္ဒိယကိုကျွန်တော်ရောက်နေတယ်ရောက်နေပြီးတော့အိန္ဒိယမှာခီးစင်မှာကျွန်တော်တိလိုက်ရတာတခုရှိတယ်အာဆီယံ journalist တွေအကုန်လုံးပါပါတယ်မြန်မာပြည်လို့ journalist ၃ယောက်ပါပါတယ်၃ယောက်ပါပါတယ်အဲ့တော့ပြောရရင်တော့ ဟိုဒီ၃ယောက်ဆိုတဲ့နေပေါ့၃ယောက်ကတော့ဒါတို့အစိုးရဘက်ကအိန္ဒိယအစိုးရဘက်ကရွေးချယ်ဖိတ်တာဖြစ်တဲ့အတွက်ဘယ်သူတွေဆိုကျွန်တော်နာမည်တက်မပြောလို့ပါဘူးသို့သော၃ယောက်ပါပါတယ်အခြားနိုင်ငံတွေဆိုအာဆီယံတွေဆိုအချို့နိုင်ငံ၃ယောက်အချို့နိုင်ငံ၄ယောက်အချို့နိုင်ငံ၂ယောက်အချို့တစ်ယောက်အဲ့မှာတယောက်အရှိတီမောအရှိတီမောအစ်တီမောအရှိတီမောကတယောက်ပါလာပါတယ်အရှိတီမောတယောက်ကဒီနေ့အဲသူဒီ RIS နဲ့တွေ့တဲ့အချိန်မှာသူပြောတဲ့ဟာလီတခုကျွန်တော်စိတ်ဝင်စားသွားတယ်စိတ်ဝင်စားသွားတယ်အဲမြန်မာနဲ့လည်းသက်ဆိုင်နေတယ်အဲဘာလဲဆိုတော့သူကအရှိတီမောကသူက အဲ့ဒီသတင်းတောက်ကအမျိုးသမီးကတယောက်ရက်ပါတာပါနည်းအသက်လေးနည်းကြီးပါတယ်ကျွန်တော်တို့ design နည်းကြီးပါတယ်အဲ့ဒီအမျိုးသမီးကသူကပြောတာကလာမဲ့ next month ပေါ့လာမဲ့လမှာအားလေသူတို့ရှစ်တီမော်အာဆီယံဖော်ရနိုင်ငံဖြစ်ပြီပေါ့ဗျာအဖြစ်ဖြစ်တဲ့အိန္ဒိယနိုင်ငံတွေနဲ့ရှစ်တီမော်နဲ့တိုက်ရိုက်ကုံသွဲတာတွေကုလူဆဆံမှုတွေဓာတ်ရင်ညာတွေလုံနိုင်တဲ့အနေအထားရှိလားဒီ RIS အနေနဲ့ RIS အနေနဲ့ဒါကိုလေ့လာထားတာရှိသလားရှစ်တီမော်နဲ့ဒီ developing country တွေမှာဆိုရှစ်တီမော်ရဲ့အခြေအနေလေ့လာထားရှိသလားအိန္ဒိယနဲ့ရှစ်တီမော်ကြားကုလူဆဆံရေးကိစ္စတွေဒါတွေကသူပြောပြနေမင်းမြန်နဲ့မင်းမြန်နဲ့ပေါ့ဗျာ ဆိုအဲ့ဒီမှာနောက်လာမှာအရှိတီမောကအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်မယ်လို့သူတတိကျကြီးသူပြောသွားတာပြောတော့ကျွန်တော်အားသက်သွားဟာအဲ့ဒါကျွန်တော်တို့တဲ့ကျွန်တော်တဲ့တယောက်နေကျွန်တော်ပြောဟာရှိတီမောကသူတို့ကသူဖြစ်မယ်လို့တော့ပြောနေပါလားဗောအဲ့လိုကျွန်တော်ပြောနေပါလားကျွန်တော်လည်းအားသက်တာဗောနော်အဲ့ဒါနဲ့ကျွန်တော်လည်းကျွန်တော်လည်းနောက်ဒီနောက်ဆုံး CII နဲ့ CII နဲ့တွေ့တဲ့ခန္ဓာပွဲမှာကျွန်တော်လည်းသူနဲ့တဝိုင်းနဲ့ကြာတော့ကျွန်တော်လည်းသူတယောက်ကိုကြောက်ပြီးသူလှမ်းမိတယ်လှမ်းမိတယ်သူလှမ်းမိတာဗောဟိုမင်းဒီအရှိတီမောအစိုးရစီကနေ information တခုကိုမင်းရထားတာလားဒီ လာမယ့်အောက်တိုဘာမှာမင်းတို့နိုင်ငံကအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်မယ်ဆိုတာဖြစ်မယ်ဆိုတော့မင်းတို့က information အစိုးရစီရထားတာလားမင်းတို့ဆိုရင်ရထားတာလားဆိုတော့သူကအဲ့တော့ပြုံးစီစီနဲ့ဘာပြောလဲဆိုတော့ဥပါဦးတဲ့ဒါကားတဲ့ဂျန်လစ်ကြောင့်နေတဲ့မင်းနင်းနင်းတို့လည်းသိတာပဲဂျန်လစ်တွေရဲ့ခံမှန်း30ချက်ပေါ့လားခံမှန်း30ပြီးတော့ဖြစ်နိုင်ကြီးဖြစ်နိုင်တဲ့အရာကိုဒါကောက်ချက်ချပြီးတော့ပြောရတာပါတဲ့ဆိုတော့ဒါတော့သူသူ information ရလာတယ်မဟုတ်ဘဲနဲ့သူကခံမှန်း30တယ်ပေါ့ဗျာဒီအခြေအနေအားလုံးခံမှန်း30ပါတယ်ဆိုတဲ့ဘုံမျိုးသူပြောတော့ကျွန်တော်ပြောရတယ်မင်းပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲတစ်ပတ်ကျော်လောက်ကပဲ မင်းတို့ဒီနိုင်ငံတိုင်းဝင်ကြီးအရှိတမနိုင်ငံတိုင်းဝင်ကြီးကမြန်မာနိုင်ငံတိုင်းဝင်ကြီးနဲ့လာတွေ့သွားတယ်လို့ကျွန်တော် ပြောတယ်။ तू စဉ်းစားလား။အော်ဟုတ်တယ်ဟုတ်တယ်လေ तू ပြောဟုတ်တယ်ဟုတ်တယ်ပေါ့တရိယာပြီမှတွေ့ပြီတရိယာပြီပေါ့။လာတွေ့သွားတယ်တွေ့သွားတော့ဘာပြောအဲ့ဒီအနေနဲ့ရသွားခဲ့သလားပေါ့နော်ကျွန်တော်အဲ့လိုမျိုးမေးကြည့်တော့ तू ကတော့အဲ့ဒါတွေအဲ့ဒါတွေပတ်သက်လို့ तू အတီမပြူဘူး။ तू ကဂျန်လက်ကြောင့်နေနဲ့ तू ကခံမှန်းနေသုံးသက်တယ်။အဲဒီဖြစ်နိုင်ခြေရှိတယ်ငါတွေကောက်ချက်ချပြီ तू ပြောတာပေါ့။ပြီးတော့ information တွေအကုန်လုံးစုဆောင်းနေပေါ့။ပြီးတော့ तू ကိုယ်လည်း ASEAN Summit တွေကိုတော်တော်ပြီးသတင်းယူပါတယ်။ယူရတဲ့ तू ပြောပါတယ်။ကျွန်တော်တော့မေးတယ်နင်ရော ASEAN Summit ကို သမစ်ဒီမှာသွားသတင်းယူဖို့ရှိလားနောက်လာတယ်မှာဆိုကျွန်တော်ပြောလိုက်ပါတယ်ငါတို့မြန်မာပြည်ဂျာနယ်လစ်တွေကတော့အာဆီယံသမစ်ဒီကိုသွားပြီးသတင်းယူဖို့ဆိုတော့ငါတို့မြန်မာပြည်ဂျာနယ်လစ်တွေကမသွားနိုင်ကြပါဘူးလို့ဒီလိုပြောလိုက်ပါတယ်ဘာလို့ဆိုတော့မသွားနိုင်ကြတယ်တို့မသွားနိုင်ကြတာဘာလို့ဆိုတော့အာဆီယံသမစ်ကိုခီးသွားသတင်းသွားယူမယ်ဆိုရင်ကုန်ကြားစိတ်ကအဲ့ခီးစဉ်တစ်ခေါက်သွားသတင်းသွားယူမယ်ဆိုရင်ဒီစီးရင်တင်သွင်းနိုင်ရဲ့ဟိုတယ်တဲတာရဲ့နေတာထိုင်တာရဲ့ဘာရဲ့ညာရဲ့နဲ့ဆိုရင်အနည်းဆုံးဒေါ်လာ1500လောက်ကုန်တယ်တထောင်ကျော်ကုန်လို့ပေါ့နော်ကျွန်တော်နေနေ ကျွန်တော်တထောင်ကျော်ကုန်ခံပြီးသွားယူဖို့အတွက်လည်းမလွယ်ပါဘူးကျွန်တော်တို့ပွဲလည်းပြောရရင်တော့ဒါခီဒီလိုကိစ္စတစ်ခုနဲ့တော့သွားယူဖို့မလွယ်ပါဘူးကျွန်တော်မြန်မာနိုင်ငံနေတဲ့ဆိုတော့တောင်းတောင်းအင်အားရှိတဲ့မီဒီယာတော့သွားယူနိုင်ပါဘူးဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်နိုင်ငံအခြေအနေဂျန်လစ်ကြီးရဲ့အခြေအနေကိုပြောပြတာပါကျွန်တော်တို့သွားယူချင်တယ်ဆိုရင်တော့အာဆီယံ secretary ရုံးမှာကျွန်တော်တို့စီးရင်သွင်းရအောင်မယ်စီးရင်သွင်းပြီးတော့မှကျွန်တော်တို့အဲ့မှာရှောက်ထားရှောက်ထားပြီးမှခုချေရပြီဆိုမှတရင်သွားယူယူတဲ့အခါမှာကိုယ်စီးနေကိုနေတာထိုင်တာစားတာတောက်တာသွားတာလာတာလေရင်စိတ်ခွာညာအကုန်တွက်လိုက်ဒေါ်လာ1000ကျော်ပါတယ်ဒေါ်လာ1000ကျော်အနည်းဆုံး2000လောက်ဆိုတော့ဒေါ်လာ1000ကျော်သွားပါပြီဆိုတော့ လင်းလက်မှတ်ကရနေတာထိုင်တာစားတာတောက်တာသွားတာလာတယ် transportation charge ပေါ့လိုက်တစ်ထောင်ကျော်ပါပြီဆိုတော့ကျွန်တော်တို့မသွားနိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့ငါတို့မြန်မာမြန်မာဂျာလိတီကတော့အဲ့မျိုးအာဆန်စီဝေးတွေသွားတာနေပါတယ်လို့သူပြောလိုက်တယ်ဆိုတော့အဲ့ဒီမှာရှစ်ဒီမော့ကအော်တိုဘောမှာရမယ်ဆိုတော့တိတိကျကျတော့ယတိပဲပြောတော့ကျွန်တော်တို့တော်တော်စဉ်းစားသွားတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါနဲ့ ASEAN ဝါတွေသတင်းမျိုးဝင်နောက်ကြည့်လိုက်တဲ့အခါကျတော့ဘာသွားတွေ့ရဆိုတော့မလေးရှားဝန်ကြီးချုပ်ကမနေ့ကသူကသူ့ရဲ့ဒီကီးတစ်ခုမှာသူကသူ့နိုင်ငံတကာမီဒီယာတွေသူပြောလိုက်တယ်ရှစ်ဒီမော့ကနောက်လာမှာ အာဆီယံမှာမဖြစ်မယ်လို့ယတိပြက်ကိုသူကမလေးရှားဝန်ကြီးချုပ်ကလည်းပြောလိုက်တယ်ဆိုတော့ဒါဆိုရင်အရှိတီမောကနောက်လာမှာအာဆီယံမှာဖြစ်သွားပြီပေါ့အဲ့တော့ကျွန်တော်လည်းအာဆီယံအိကနာဒီအရှိတီမောတရင်တော်ကိုမချစ်တော့လဲအောင်ကနမ်းပေါ့နော်ပြောရတာပေါ့ဟောနောက်လာမှာမင်းတို့အာဆီယံမှာဖြစ်သွားတဲ့အတွက်အာဆီယံစိတ်ပိုင်းတခုမင်းတို့ဖြစ်လာရတဲ့ငါတို့ congratulation လုပ်ပါ congratulation လုပ်ပါတယ်လို့တော့ပြောလိုက်တယ်အဲ့လိုတော့ပြောလိုက်တယ်မတတ်နိုင်ဘူးလေဒီမောကပြောလို့ပေါ့နော်အဲ့တော့ဒီအရှိတီမောကအာဆီယံနိုင်ငံတွေကိုရောက်လာတဲ့ကိစ္စကကောင်းသလားမကောင်းဘူးလားမြန်မာနိုင်ငံကြီးဝန်ကြီးနဲ့တွေ့ခဲ့တဲ့အချိန်မှာ မြမားပါလေသဘောတူလိုက်တာမတူလဲလားဒါတွေစဉ်းစားရဖြစ်လာတယ်။အဲဒီနေရာမှာစဉ်းစားဖြစ်လာပြီးတော့ကျွန်တော်တို့ပြန်တွေးကြည့်တော့အရှိတီမော့နေနဲ့သူလည်းအာဆီယံမမ်ဘာဖြစ်ဖို့ရဖို့တကူသူလိုက်ပြီးတော့ဒီအာဆီယံကျန်တဲ့ဆယ်နိုင်ငံလုံးကိုသူလိုက်ပြီးလော်ဘီလုပ်ရမယ်။လော်ဘီလုပ်တဲ့ခါမှာသူလော်ဘီလုပ်တဲ့အားကောင်းတဲ့ခါကျတော့ငကိုရဲကဒီသူနဲ့ဘာသာတူအမျိုးနွယ်တူခက်ဆင်ဆင်တူတဲ့ဒီမလေးရှားလိုအင်ဒိုနီးရှားလိုနိုင်ငံတွေစင်ကာပူလိုနိုင်ငံတွေကထောက်ခံမယ်ဘရူနိုင်းလိုနိုင်ငံတွေဖိလစ်ပိုင်လိုနိုင်ငံတွေကထောက်ခံကြလိမ့်မယ်။ ဆိုတော့သူတို့ထောက်ခံမှုမြင့်တက်လာတဲ့အချိန်မှာဒီဘက်ကဗီယက်နမ်တို့ကျွန်တော်တို့ဒီလာအိုကမ်ဘောဒီးယားထိုင်းအစရှိတဲ့နိုင်ငံတွေကလည်းလိုက်လုံးကြီးတွေနေမှာပဲတိတ်ပြီးတော့တိတ်ရောက်ရောဒါတန်စောကြီးတဲ့ခွင့်ပြုထားပြီးသားဆိုတော့ဖြစ်မှာပဲအဲ့တော့မြန်မာအနေနဲ့အသာလေးဘာဖြစ်လို့မြန်မာနဲ့နည်းနည်းလေးနည်းနည်းလေးဟိုပုတ်တိုက်မှုဖြစ်နေလဲမင်းတော်ဇင်မာအောင်တို့အုပ်စုကို NUG ကခေါ်တွေ့ပြီးတော့သူအိမ်တော်တမရအိမ်တော်တွေမှာခေါ်တွေ့စကားပြောအောင်မယ်ရုံးငန်းတော်ဖွင့်မယ်ပါညာလျှောက်လို့တော့မြန်မာနည်းနည်းလေးတိတ်ကြိုက်တော့လေဒီမြန်မာပြည်ပုံကန်ဒေါ်လာနဲ့တဲ့အချမ်းဖက်အုပ်စုကိုအရှိတီမောကဆက်ဆံပတ်သက်တယ်ဆိုတော့တင်းသွားတာပေါ့တင်းတယ်တော့မြန်မာသိပြီတော့မှဖြစ်တာပုံမှန်ဆိုမြန်မာခွင့်ပြုမှာပဲ အခုလဲဒီအရှိတီမောကနောက်ဆုံးမှာနောက်ဆုံး final ကြံခဲ့တဲ့ဆယ်နိုင်ဆယ်နိုင်ငံရှိတယ်ထင်ပါဗျာမြန်မာကိုနိုင်ငံလုံးကသူ့ကိုထောက်ခံထားပြီးမြန်မာတိုင်းနိုင်ငံကပဲကောက်ွက်ပါတယ်လို့ပြောလိုက်လို့ရှိရင်ဒီအကဲသူတို့အနေနဲ့အာဆီယံအဖွဲ့ဝင်ဖြစ်သွားရင်တော့သူတို့ရဲ့ဒီမှတ်တမ်းထဲမှာပေါ့နော်သူတို့ရဲ့ဒီအစည်းအဝေးမှတ်တမ်းထဲမှာမြန်မာကကောက်ွက်ထားသည်ဆိုတဲ့ဟာကြီးကမှတ်တမ်းထဲပါသွားရင်ခဏစဉ်းစားကြည့်ဗျာဆယ်နိုင်ငံရှိတယ်ကိုနိုင်ငံထောက်ခံပြီးတနိုင်ငံကောက်ွက်ထားရဆိုရင်သူတို့လည်းမှတ်တမ်းမကောက်ဘူးဒီတော့သူကလည်းမြန်မာပြည်လာပြီးတော့သူ lobby လုပ်ရလိမ့်မယ် lobby လုပ်ပြီးတော့ ငါတို့တော့အတိမပြုပါငါတို့ဝင်ခွင့်ပေးပါမင်းတို့တွေလည်းမကန့်ကွက်ကြပါနဲ့ငါတို့လည်းငါတို့ဘက်ကပြင်မယ်ဆိုတာမျိုးလာပြောရင်ပြောမှာပေါ့ဗျာအဲ့တော့နိုင်ငံရေးဝန်ကြီးဌာနတော်မထုတ်ပြန်တဲ့အတွက်မထုတ်ပြန်ဘူးဆိုတာတကယ်ဘာတွေဆွေးနွေးလဲဆိုတာမထုတ်ပြန်တဲ့အတွက်မသိဘူးပေါ့သို့တော်ခံမှန်းရတာကတော့ဒါမြန်မာကိုအဲ့လိုလာစီးယုံတာအဲ့တော့မြန်မာကလည်းကဲအဲ့တော့မထူတော့ဘူးမြန်မာဆိုတဲ့ဗီဇကလည်းတည်တဲ့အတိုင်းမြန်မာကောင်းဆောင်တွေကအမြဲတမ်းသဘောထားကြီးကြတာများတယ်အဲ့တော့ဖြစ်နိုင်ရည်အရှိဆုံးကโอเคသူကသူလည်းအားလုံးကလက်ခံထားပြီးသားဖြစ်နေပြီငါတယောက်တည်းကန့်ကွက်နေငါလူစုဖြစ်တော့မယ်အဲ့တော့မင်းတို့အမှားလုပ်ခဲ့တယ် မင်းတို့ကငါတို့ရဲ့ဆန့်ကျင်ဘက်နိုင်ငံတွေငါတို့ရဲ့ဆန့်ကျင်ဘက်ဆန့်ကျင်ဒေါ်လာတွေပုံကအကြက်ဖက်သမားတွေကိုမင်းကတွားပြီးလက်ခံခဲ့တယ်။မင်းတို့ဖောင်းခဲ့တယ်။မင်းတို့လက်ခံလား။ဖောင်းတာလက်ခံတယ်ဆိုရင် okay မင်းတို့ဖောင်းတာတော့ငါတို့ကသဘောထားကြီးကြီးနဲ့မင်းတို့ကိုမကန့်ကွက်ဘူး။လုံးဝငါမင်းတို့ထောက်ခံတာမဟုတ်တော့မကန့်ကွက်ဘူး။မင်းတို့လာတာကိုမင်းတို့ဝင်လာတာကိုငါတို့ကကန့်ကွက်ခြင်းမရှိဘဲနဲ့ငါတို့ဒီတိုင်းပဲหนีပြလိုက်မယ်ဆိုတော့မျိုးမြန်မာဘက်ကပြောကောင်းပြောလိုက်လို့ရတယ်။အဲ့တော့အာဆီယံနေနဲ့ကလည်းဒါကြီးကနောက်ဆုံးမှာတော့ဒီအရှိတီမောကအာဆီယံမန်ပါဖြစ်လာမှာပေါ့နော်။အဲ့တော့မြန်မာကသဘောထားတော်တော်ကြီးကြီးနဲ့ ဟို short ပေးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုကျွန်တော်တို့ခံမှန်းခြင်းတယ် short ပေးလိုက်ဆိုတော့ကျွန်တော်သဘောထားကြီးကြီးနဲ့ okay ကျွန်တော်တို့ဒီဘိုးဘုံကြီးတို့ဘာလို့ရဲ့ visa ကိုလဲကျွန်တော်တို့လေ့လာကြည့်ပါ तू ကတော်ယုံတိုင်ယုံသူများဘက်က found ထားရင်တော့သူ့ကိုလာပြီးတခြားပါပြင် तू ကလက်ခံစဉ်းစားပြီးတဲ့ထက်မှာပါတယ် found ထားရင်တော့ဘိုးဘုံကြီးရဲ့စိတ်နေစိတ်ထားဆိုတော့မြန်မာကောင်းဆောင်တွေစိတ်နေစိတ်ထားတယ်အဲ့ဒီလည်းပဲတော်တော် found ထားရင်တော့နောက်ဆုံးသူ့ဘာသူလာပြီးတော့ကျွန်တော်တို့ဗျာဒီလိုဖြစ်ပါတယ်ဗျာညကျွန်တော်နားလဲပြီးတော့ခွင့်လို့ပြီးဗျာနောက်တော်မျိုးလောက်တော့ဆိုတာမျိုးတဲ့ရောက်လာပြောလာရင်သူတို့အခွင့်ပြုပြီးတယ်တော်တော်တောင်းနဲ့သူတို့မလုပ်တတ်ဘူးပြီးတော့ပြောပြီးတော့ ဘာလို့ဆိုတော့ဒီချစ်ဆကိုရှည်စီမုံးဆကိုတူစီဆိုတဲ့ဟာမျိုးရှိတယ်ပြီးတော့ကျွန်တော်နိုင်ငံရဲ့တန်တမာဆက်ဆံရေးက aggressive ဖြစ်တဲ့တိမမပါဘူးကျွန်တော်နိုင်ငံတရအဲ့တော့ရန်လိုတဲ့မဟုတ်ဆက်ဆံရေးတန်တမာဆက်ဆံရေးမဟုတ်တဲ့ခါကျတော့သူ့ဘက်ကတော့ဒီလိုမျိုးလာပြောပြီးဘလို့ချင်းကချင်းကနောက်တစ်ချိန်ထပ်ဖောင်းရင်တွေ့လားမင်းတို့ကလေခွေးမိကောက်ကြီးတော့ဆွတ်နေပဲလို့ပြောလို့ရတဲ့အထိအဆင်ရောက်သွားမယ်အဲ့တော့ဖြီလျှော့မသိအောင်ဆောင်ပေးလိုက်တယ်โอเคမင်းတို့ဝင်ဝင်ပေါ့โอเค welcome ပေါ့ဒီလိုပဲလုပ်ပေးလိုက်တဲ့သဘောလို့ကျွန်တော်မြင်တယ်အဲ့တော့ရောဆိုတော့ ASEAN တဲမှာ ဒီရှေ့လာမှာတော့အာဆီယံထဲမှာခုနဒီဟိုရှေ့ဒီမောကတော့အာဆီယံ member ဖြစ်သွားပြီပေါ့ဒါတင်ကျွန်တော်တို့ဒီအိန္ဒိယခီးစဉ်တွေကျွန်တော်သိလိုက်ရတဲ့အခြားအာဆီယံ member တွေနဲ့အာဆီယံ journalist တွေတော်တော်များများတွေ့ကြတဲ့အချိန်မှာအပြန်လဲဆွေးနွေးကြရင်ပြောကြတာပေါ့အဲ့တော့အခြားသောအလဘတလာဆွေးကြရရထားလိုက်ပါတော့နော်ဒါတွေကတော့အရင်မကြည့်ဘူးဆိုတော့ဒီဒီနိုင်ငံရေးနဲ့နိုင်ငံွေလာတဲ့တကယ်စိတ်ဝင်စားကောင်းတဲ့ issue မလို့ဒါတော့ဒါကိုထည့်ပြောတာပါနော်ဆိုတော့ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီအာဆီယံကိစ္စတွေပြောရင်းနဲ့ကျွန်တော်ဒီနေ့ဘာကိုပြောရမလဲဆိုတော့ဒီ AA ကိစ္စလေးလေးကျွန်တော်ဒီနေ့နဲ့ထပ်ပြောအောင်မယ် AA ကိစ္စဆိုတာခြားမဟုတ်ပါဘူး AA က AA ကဟောပါတော့ AA ကဘယ်လိုခေါ်မလဲ AA နဲ့ပတ်သက်တဲ့ဆိုတော့ပတ်သက်တယ်ဆိုတော့ဒီအကျံဖက်သမားတွေပေါ့နော် အကျံဖက်သမား6ဦးတည်းမနည်းကိုဒီဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်ကဖမ်းထားတယ်ရခိုင်6ဦးတည်းမနည်းကိုဘင်္ဂလားဒေ့ရှ်ကဖမ်းထားတယ်လို့သိရတယ်ဖမ်းထားတယ်လို့သိရတယ်အဲ့ဒါဘာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တန်းဒေသတွေမှာနေထိုင်တဲ့ရခိုင်ဒေသက6ဦးတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့တပ်ဖွဲ့ကတွားရောက်ပြီးတော့ဖမ်းဆီးလိုက်တယ်တဲ့နော်ဖမ်းတာကပြီးခဲ့တဲ့စက်တင်ဘာနေ့ရက်ကဖမ်းဆီးတယ်ဒါပေမဲ့အခုမှမလစ်ရမှာ ဆပြီးတော့ထုတ်ပြန်တယ်ဘာလို့ထုတ်ပြန်လဲဆိုတော့သူတို့စစ်ဆေးမမြန်ပြီးမှခိုင်မာတဲ့ information ရလို့ဖြစ်ပါတယ်ထုတ်ပြန်တာဖြစ်မယ်အဲ့တော့ဒီနှစ်ယောက်ကိုဘာလို့ဖမ်းတာလဲဆိုတော့ AA နဲ့ဆက်ဆက်နေတယ် AA ကိုထောက်ပံ့ကူညီမှုတွေသတင်းပေးမှုတွေ AA ရဲ့ဟိုတချို့တလန်လုပ်နေရဆိုတာမျိုးတွေပေါ့နော်အဲ့ဒါကြောင့်မလို့ဖမ်းနေရဆိုတာတွေ့ရတယ်ဖမ်းနေနေရာလဲရွာကျူရွာကျောင်းချောင်းတကယ်လို့ဗျာဟိုတော်ခေါင်တဲ့နေရာတွေပါဗျာအဲ့နေရာဒီတော့မင်းလေးတို့ရောက်ဝင်ဖမ်းတာစစ်တကောင်းတောင်တဲ့ဒေသရွာတော်မြို့နယ်မြင်းချောင်းဆိုတဲ့ရွာအဲ့ရွာမှာနေထိုင်တာအဲ့ရွာထဲမှာနေထိုင်နေဟိုတကောင်းတွေတော်ထဲမှာ အမဲလိုက်သွားတဲ့အချိန်မှာ ability စစ်တက်ကဖမ်းလိုက်တာဖြစ်တယ်ဆိုပြီးသိရတယ်ဆိုတော့ဒါတွေကိုဖမ်းရခြင်းအကြောင်းရင်းကကျွန်တော်ပြောရရင်တော့ AA ကိုအကြမ်းဖက်ဖို့လို့ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင်ကလည်းလက်ခံတတ်မှတ်ထားပြီးရတယ်တတ်မှတ်ထားမှရတယ်ပြီးတော့ဒီ6ယောက်ကိုဖမ်းတဲ့အချိန်မှာလည်းသူတို့လက်ထက်မှာ AA နဲ့ဆက်ဆက်တဲ့လက်နက်ခဲယမ်းတွေမိနေတယ်ပြီးတော့ AA လက်နက်ခဲယမ်းထောက်ဖို့လိုက်လို့တယ် AA တပ်ဖွဲ့ဝင်တွေအောင်ဖြစ်နေတယ်လို့သူတို့ကကောက်ချက်ချထားတယ်ဒါကြောင့်မလို့သူတို့ဖမ်းနေပေါ့ဗျာဆိုပြီးပြောတယ်ဆိုတော့ဒါကိုကြီးချင်းအပြင်ဘင်္ဂလားဒေ့ရှ်က AA နဲ့ပတ်သက်ရင်သူ့ရဲ့ရည်ရည်ချက်ကိုတဖြည်းဖြည်းချင်းပြလာတာတွေ့ရတယ်အေးနဲ့ဘင်္ဂလားဒေ့ရှ်က ရှင်းပြတော့ဘင်္ဂလားဒေ့ရှ်က AA ပေါ်မှာဆက်ဆံမှုစဉ်းစားမဲ့ပုံမပေါ်ဘူးရေရှည်မှာဘင်္ဂလားဒေ့ရှ်က AA ကိုဒီဘာလို့ဆိုတော့ဒေတာတွင်အာဏာမဲ့အဖွဲ့အစည်းလို့သဘောထားပြီးဆက်ဆံမှာလားမင်း AA ဟိုဘင်္ဂလားဒေ့ရှ်အနေနဲ့တော်တော်စဉ်းစားနေပုံရတယ်ဘာလို့ဆိုတော့ AA ကအမေရိကန်ကထုတ်ပြန်ထားတဲ့မူရီစေဝါပြာဇဝဲမှုတွေမှာလေ AA ကပါနေတယ်ကုလသမဂ္ဂရဲ့မူရီစေဝါတဲဆောင်ရောင်းဝယ်အုပ်စုတွေမှာစင်းနေမှာလေ AA ပါနေတယ်ပြီးတော့ဒီ DEA ပေါ့ American DEA တွေမှာစင်းနေမှာလေ AA ပါနေတယ် အေးရမွေးစွာတည်ဆောင်ရောက်ဝဲပေါက်ကောင်းမှုတွေလုပ်တယ်ဆိုတဲ့တရင်က DE အမေရိကန် DE စီးနေမှာရှိနေတယ်။ကုလသမဂ္ဂရဲ့စီးနေမှာလည်းရှိနေတယ်။အဲ့တော့ဒီလိုမျိုးရှိနေတဲ့အပြင်ဘင်္ဂလီတွေကိုတတ်ဖြတ်တယ်ဆိုတော့ချန်ထန်းလျှောက်ခံရွာအပါဝင်အခြားသောတချို့နေရာတွေမှာဘင်္ဂလီတို့ရဲ့ဆက်တတ်ဖြတ်တယ်ဆိုတော့ဒီ genocide တတ်တတ်ဖြတ်တယ်ဆိုတော့ genocide ခေါင်းစဉ်နဲ့ဒီ ICC ICJ မဟုတ်တော့ဘူးပဲခုနကဒီဘင်္ဂလီအတိုင်းဝိုင်းမှာဟိုဒီရိုနီဆမ်လွန်ပေါ့ဘင်္ဂလီဒီအတိုင်းဝိုင်းမှာသူကဒီအကြောင်းရတယ်ရှိနေပြီးသားဖြစ်တဲ့အတွက်ဒီလိုမျိုးဘင်္ဂလီတွေကိုအကြမ်းဖက်တတ်ဖြတ်တဲ့သူ မွေးစေဝါဂိုင်းကောင်းခိုင်းစတာတွေဒီလိုအုပ်စုနဲ့ငါတို့စကားပြောရင်ငါတို့ပါနေထိုင်နေမွေးရဂိုင်းစတာတွေဖြစ်ပြီးတော့ငါတို့ပါဂျီနိုဆိုက်ကန်ထရီရဲ့ဝင်သွားလိမ့်မယ်အဲ့တော့ငါတို့ကိုယ်နဲ့အသွားရောင်တူဘာသာစကားတူတဲ့လူတွေတော့ငါတို့ကပြန်တတ်တယ်ပြန်နိုင်ချင်းတဲ့လူတွေလို့အထင်ခံမယ်ဆိုတဲ့စဉ်းစားချက်မျိုးဘင်္ဂလားဒေ့ရှ်မှာစဉ်းစားလောက်ရတယ်ဒါကြောင့်မလို့တစ်ချိန်တော့ဘင်္ဂလားဒေ့ရှ်ကအေအေနဲ့စကားပြောတဲ့ရင်ပြောရမယ်လို့ပြောခဲ့ပြီးမြဲအခုအေအေနဲ့ငါတို့စကားပြောတဲ့အကြောင်းမရှိဘူးလို့ ပို့လိမ့်မယ်သူတို့စဉ်းစားပုံရတယ်ဒါကြောင့်မလို့ A ရဲ့လူတွေကိုဖမ်းတယ် A ရှိကိုပို့မဲ့စားသုံးကုန်တွေကိုဖမ်းတယ် A နဲ့ပတ်သက်ပြီးလို့ရှိရင်ပြည်ပသားဘင်္ဂလားဒေ့ရှ်ကထုတ်ပြောလာတယ်ပြောရတယ်ဒါတွေကဘင်္ဂလားဒေ့ရှ်က A နဲ့ပတ်သက်ပြီးသဘောထားတွေတင်းမှာပြနေတော့ကြည့်ရတော့ထမင်းနိုင်တော့ကြည့်ကောင်းပြီပေါ့ဗျာထမင်းနိုင်တော့ဂျားတော့ညက်ပြီပေါ့ဗျာထမင်းနိုင်တော့ဂျားညက်ပြီဆိုတော့ထေချာသွားပြီဒါလေးလည်းကျွန်တော်ကျွန်တော်ထည့်ပြောတာပါအဲ့တော့ဒီပြီးတော့မှကျွန်တော်နိုင်ငံရေးကိစ္စတွေထပ်ပြောပါမယ်အဲ့ဒါနိုင်ငံရေးကိစ္စအချားမဟုတ်ဘူးဒီထမင်းနိုင်တို့ထမင်းနိုင်လည်းတော့မကြခင်မှာတော့ထမင်းနိုင်လည်းကြည့်ရတာမှုဖွင့်ခံရနေရှိတယ်အခုတော့လောလောဆယ်တော့ ဘသူတွေအမှုဖွင့်လိုက်တယ်လဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရင်အစိုးရလုံးဝတီးမခံဘူးရွေးကောက်ပွဲဆန့်ကျင်ကောက်ပွဲရင်တီးမခံဘူးဆိုတော့ကျွန်တော်ပြောတယ်အခုဘသူသွားညှိလဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ KNU ဩဂရဘရိုဆော့ကွယ်ထူးဝင်အပါအဝင်တဲ့နော်ကွယ်ထူးဝင်အပါအဝင်တဲ့သူ့အဖွဲ့ဝင်စုစုပေါင်း18ယောက်လောက်ကို sorry သူ့အဖွဲ့ဝင်73ယောက်ကွယ်ထူးဝင်အပါအဝင်73ယောက်နောက်တစ်ခါအရခတက်တော်လို့ခေါ်တဲ့ AA နဲ့ချင်းလန်းကချင်းပြည်နယ်ကအဖွဲ့တွေနဲ့အကုန်လုံးတော်တော်များများကိုလည်း အစိုးရကအမှုဖွင့်ပလိုက်ပြီအမှုဖွင့်ပလိုက်ပြီအဲ့တော့ဘသူတွေပါလဲဆိုတော့နော်အမှုဖွင့်တာကိုလည်းပြီးရင်ပြောမယ်ပြီးရင်အမှုဖွင့်တာမပေါ်ရင်နာမည်တွေရွတ်ပြမယ်ကွယ်ထူးဝင်း KNU ဥက္ကရာကွယ်ထူးဝင်းနောက် KNU အဖွဲ့ဝင်တွေဖြစ်တဲ့ source ပရိုဆော့ပရိုမခေါ်တော့ဗျာ source source ကြီးတာတူမှုစောတော်တီဘွဲ့စောလာထွန်းနော်စောဂျော်နီစောတာမလာတော့နော်စောလော်အေမူပရိုစောအေဂလူးစောအေဂလူးစေနော်ဒါဒါနော်စောတော်နီစောစာပလဲဒီဝမ်း ဆော့ဆာပလက်ဒီ1အစရှိတဲ့ပုံကိုတွေကိုတဲ့နော်ဘာလို့လာတယ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမှုဖွင့်တာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမှုဖွင့်တာဖွင့်တာကဩဂလ29ရက်နေ့ကတည်းကဖွင့်ထားတာဟာတဲ့နော်ရွေးကောက်ပွဲဥပဒေပုံမှအပ30မြေတောင်2025နဲ့အမှုဖွင့်ထားပါတယ်ဆိုပြီးတော့ဩဂလ29ရက်နေ့ကတည်းကဖွင့်တာကို MRTV ကနေပြီးတော့ဒီကနေ့စက်တင်ဘာ24ရက်မှာသတင်းထုတ်ပြန်တယ်နော်ထုတ်ပြန်တယ်သူသူစစ်စစ်ပေါ့နော်ထုတ်ပြန်တယ်ဒါပွင့်လည်းပြောတော့မင်းတို့တွေကိုအမှုဖွင့်လိုက်ပြီးဆိုထုတ်ပြန်တာ ဘယ်မှာဖွင့်လာလဲဆိုတော့ကွယ်ထိုးဝင်းတို့အုပ်စုဘယ်မှာဖွင့်လာဆိုတော့လှိုင်းပွဲမြို့နယ်မြို့မှာရဲစခန်းမှာမှုဖွင့်လိုက်တယ်။လှိုင်းပွဲမြို့နယ်မြို့မှာရဲစခန်းမှာမှုဖွင့်တယ်။ပြီးလို့ရှိရင်ဒီလှိုင်းပွဲမှာဖွင့်တယ်နောက်တစ်ခုပြီးလို့ရှိရင်ဘယ်သူထပ်ဖွင့်သေးလဲဆိုတော့အဲနှစ်တုပ်ခွဲဖွင့်တာပေါ့နော်နှစ်တုပ်ခွဲဖွင့်တာ။ပရိုဆော့တိုကွယ်ထိုးဝင်းတို့တော့လှိုင်းပွဲမြို့နယ်ရဲစခန်းမှာအော်ဂိုလာ29ရက်ကဖွင့်တယ်။နောက်သူ့တစ်ဖက်နေဖြစ်တဲ့ကနစောဆဲကေတို့တာတူမှုတို့စောတော်တီတို့ရောစောတော်တီဘွဲတို့စောလာထုံးတို့စောကြော်နီတို့တာမလာတော်တို့